သတင်းပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ကန်အပ်ပါတယ်ခင်ဗျာအခုတကပရမအုပ်ဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရေသားရှိမမျိုးနယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဘုံမူတန်းစင်ဝေကစမုတ်တန်တသာစားထိုးရန်လုံငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်း ်ဝင်းညချင်းနဲ့လူရောင်းဝယ်များလုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းရေတားရှိမြို့နယ်မှာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ဗိုလ်မှူးတန်းစင်ဝေကစစ်မှုထံစာထိုးရန်နဲ့တသားတက်များကိုစုဆောင်းရန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းဝင်းညချင်းနဲ့လူရောင်းဝယ်တွေလှုပ်ဆောင်နေတယ်လို့ဒေသနဲ့ပြည်သူများနဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ပဲခူးတိုင်းတောင်ကိုခရိုင်ရေတားရှိမြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့မှဥက္ကဋ္ဌဥက္ကတန်းနဲ့ဗိုလ်မှူးတန်းစင်ဝေတို့ရဲ့စစ်ခိုင်းချက်တွေအရစစ်တပ်ရဲနဲ့ပြည်သူတို့များကရေတားရှိမြို့နယ်အတွင်းမြို့လ ကရာစွာနဲ့ရေတားရှည်တဝိုက်မှာလူငယ်များကိုစစ်မှုတန်တသားတက်များဖြင့်စုဆောင်းရန်ပေါ်တာဆွဲဖန်စီချင်းများကိုတောက်လျှောက်လှုပ်ဆောင်လာကြောင်းဂျေးဝါများမှာစစ်မှုတန်တသားတက်များတလားလျင်နှစ်ဦးမှလေးဦးထိစုဆောင်းပေးရန်အကဲွေစုဆောင်းမပေးနိုင်ပါကဂျေးဝါတရားကိုငွေကျပ်၃20ပေးရန်တောင်းခံနေတယ်လို့သိရပါတယ်။ရွာတွေမှာတရားကိုတလားလူငယ်နှစ်ဦးကနေလေးဦးတောင်းနေအကဲွေလူငယ်မပေးနိုင်ရင်တလား၃20လူစားထုတ်ဖို့တောင်းနေငွေကောက်တာကတော့တိုင်းအောင်ကိုအနည်းဆုံး၃000ကနေစပြီးတော့ကောက်တယ်။အဲ့ဒါကစစ်မှုတန်ခြေကောက်တာ။ စမုတ်ထိုင်ရတဲ့လုံငယ်တွေလည်းအရင်ငွေနဲ့မရဘူးဘုံမူတန်းစင်းဝင်တဲ့အဖွဲကိုပဲပေးရတာပေါ်တာဆွဲတာကတော့ရေသာရှိတစ်မျိုးနယ်လုံးမှာဖြစ်နေတာအဓိကဂျိုခိုင်းတာကဘုံမူတန်းစင်းဝင်ပဲလို့ရေသာရှိမျိုးနယ်မှာသတင်းရင်းမြစ်ကပြောဆိုပါတယ်အဆိုပါရေသာရှိမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဲ့ဘုံမူတန်းစင်းဝင်ဟာစွာမျိုးနယ်အခြေစိုက်အမှတ်3032နဲ့လေချောင်းရံကာကွယ်ရေးတပ်ရဲမှဖြစ်ပြီးတော့ဒုတိယတပ်ရဲမှစင်ရှိကြောင်း၎င်းရဲ့အမိန့်နဲ့ညွှန်ကြားချက်ကြောင့်ရေသာရှိမျိုးနယ်အတွင်းမှာစစ်တပ်ရဲနဲ့ပြည်စော်တီများက ်နေရောညပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလှုံ့ဆော်နေခြင်းဖြစ်ကြောင်းစစ်မှုထမ်းမပေးနိုင်တဲ့ခြေဝါများအနေနဲ့ဒိန်120ဘေးရုံနဲ့စစ်မှုထမ်းအစားထိုးလူတင်များကိုစစ်တပ်ကထည့်သွင်းပေးတယ်လို့သိရှိရပါတယ်အခုစစ်မှုထမ်းလူမပေးနိုင်တဲ့ရွာတွေကစစ်မှုထမ်းခြေတဝါလုံးကောက်ပြီးတော့ပေးရတယ်စစ်မှုထမ်းလူပေးနိုင်တဲ့ရွာတွေကလည်းစစ်မှုထမ်းခြေဆိုပြီးကောက်ပြီးပေးရတာပါပဲဘယ်ရွာမှမလိုဘူးအခုကလူငယ်တွေကိုပေါ်တာဆွဲဖမ်းငွေညစ်တာတွေကလည်းအတော်ကြီးကိုများလာတယ်စမှုတန်းကျဲဆိုပြီးရွာတွေကလားစင်ပုံမှန်သွားပေးရတယ်။အရင်ငွေတွေကိုမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ မျိုးနဲ့ရဲမိုးတွေကခွဲဝေယူကြတယ်။ဇမှုထမ်းခြင်းမထဲရင်လဲစတက်ကဝင်ဖမ်းမယ်ဆိုပြီးချိန်ချောက်တော့ရွာတွေကလားစင်စုပြီးတော့ပေးနေရတယ်လို့ဒေသတရင်းရဲမြစ်ကပြောပါတယ်။ဒါပြင်ရေတားရှိမျိုးနဲ့တို့မှာရှိတဲ့တောင်သူများနဲ့စစ်ပွားရေးသမားများကိုလည်းအစိုးရဗိုလ်မှူးတန်းစင်းဝေရဲ့ညွှန်ကြားချက်နဲ့မျိုးနဲ့အတွက်လို့ဆိုကစတက်ကအကြောင်းမျိုးမျိုးပြပြီးတော့ငွေချေကောက်ခံခြင်းအလုံငွေတောင်းခံခြင်းတွေကိုလည်းမကြာခဏလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပြည်သူများထက်မှဖန်စီရရှိတဲ့လိုင်စင်မဲ့ဆိုင်ကယ်များကိုအကြမ်းဖက်စကောင်းစီလက်အောက်ခံစတက်ရဲ့ ပြူစောတိပြည်သူစစ်နယ်ပြည်သူလုံးထုံရေးဖွဲ့များစီးနင်းရန်ပြန်လည်နေရချထားပေးကတင်းဆက်ရရှိထားတဲ့လိုင်းစင်မဲ့ကားများကိုတော့အကြမ်းဖက်စကောင်းစီကဝင်ကြီးဌာနများနဲ့လာအောက်ခံအဖွဲ့အစည်းများကိုခွဲဝေပေးမယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးကြပါတယ်။ပဲခူးတိုင်းတွင်ပြည်သူများထံမှဖမ်းဆီးရရှိတဲ့လိုင်းစင်မဲ့ဆိုင်ကယ်တွေကိုအကြမ်းဖက်စကောင်းစီလာအောက်ခံစစ်တပ်ရဲပြူစောတိပြည်သူစစ်နယ်ပြည်သူလုံးထုံရေးဖွဲ့များစီးနင်းရန်ပြန်လည်နေရချပေးနေတယ်လို့အကြမ်းဖက်စကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်အရဒီကတဲ့ဇွန်လတရနေ့မှစတင်ပြီး နိုင်ငံတော်မှာရှိတဲ့လိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုဖမ်းဆီးခဲ့ရမှာပဲခူးတိုင်းတွင်လိုင်စင်မဲ့ဆိုင်ကယ်အများအပြားဖမ်းဆီးရရှိခဲ့ကြောင်းအဲဒီလိုဖမ်းဆီးရရှိတဲ့ဆိုင်ကယ်များတွေကထိုကဲ့သို့ဖမ်းဆီးရရှိတဲ့ဆိုင်ကယ်များတွေကအမှုပီးစီးသွားတဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုတဆိုင်ရတနဲ့မူများထံသို့လွှဲပြောင်းစီပြီးတော့အစောပိုင်းတနဲ့မူများမှတဆင့်နေမြေကန်မျိုးနယ်လုံးကျုံကြီးဆောင်ရွက်နေတဲ့စတက်လာအုပ်ခံအဖွဲ့များထံသို့လွှဲပြောင်းပေးရနေတယ်လို့သိရပါတယ်အခုတရားရုံးမှာအမှုပီးစီးသွားတဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုဇယင်းနဲ့တကွတနဲ့မူတွေစီပို့ခိုင်းနေအဲ့ဒီတနဲ့မူတွေကမှတဆင့် လုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစီဆိုင်ကယ်တွေခွဲတန်းနဲ့ပြန်ချပေးနေတယ်။ဆိုင်ကယ်တမျိုးတည်းပါ။ကားမပါဘူး။ဆိုင်ကယ်တွေကိုအဓိကပြန်ဖြန့်ဝေခိုင်းတာ။ဒေတာလိုက်တက်တဲ့မူတွေကတာဝန်ယူလုပ်ရတယ်လို့ဘကိုးတိုင်းစကောင်းစီတရင်ရင်မြေကပြောပါတယ်။ဒါပြင်လိုင်စင်မဲ့ကားများနဲ့ပတ်သက်လို့တော့နိုင်ငံတော်ပိုင်းဖြစ်တင်ဆဲမှာဖြစ်ပြီးစီမံကိန်းနဲ့ဗန်ဒါရေးဝန်ကြီးဌာနလာအောင်မှာရှိတဲ့ဘိုးစပစ်စီစည်ရင်အင်းနဲ့စစည်ရေးဦးစီးဌာနကရာယူမှာဖြစ်ကြောင်းအဲ့ဒီနောက်တင်ဆက်ရရှိထားတဲ့လိုင်စင်မဲ့ကားတွေကိုဝန်ကြီးဌာနများအပအဝင်ဖွဲ့စည်းများနဲ့ အစိုးရတင်နန်းကြောင်းများတို့ပြန်လည်ခွဲဝေချထားပြီးမှဖြစ်တယ်လို့သိရပါတယ်။အခုလက်ရှိလိုင်စင်မဲ့ကားတွေစကမ်းမှာတွင်းလာတဲ့အင်ပို့လိုင်စင်မပါတဲ့ကားတွေကိုတင်ဆက်ပြီးရင်ဘောစပြစ်စီစည်ရင်အင်းနဲ့စစရေးဦးစီးဌာနကတင်ပါတယ်။အဒီကနေ့တစ်ဆင့်ဝန်ကြီးဌာနလောက်ကဦးစီးဌာနတွေဒိုင်းနယ်ပြည်နယ်အစိုးရဌာနတွေအစိုးရတင်နန်းကြောင်းတွေအစိုးရအဖွဲ့အစည်းတွေမှာတုံးဖို့ပြန်လည်ချထားပြီးတယ်။ဒါကလော်ရုံးလုပ်စင်မယ်။အခုကတော့တရားမဝင်ဂုံသွဲမှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီအောက်ကနေတွားနေတယ်လို့နေပြည်တော်ဘုဟုဆက်ပြစီစည်ရင်အင်းနဲ့ စစ်စေးရဲ့ဦးစီးဌာနမှတရင်ရဲမြက်ကရှင်းပြပါတယ်။အကြံဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်မှဘီကရက်မီလာ20ရက်နေ့ကနေပြီးတော့မှပြုလုပ်ခဲ့တဲ့စကောင်းစီရဲ့ဈေးဝေးမှာလိုင်စင်မဲ့ဆိုင်ကဲနဲ့ကားများဆင်းနေနေမှုတွေကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနှင်းနာမှုရှိမှဖြစ်တဲ့ကဲတုံးလုံခြုံရေးဆိုင်ရာကိစ္စရပ်များမှလည်းအခက်အခဲများကိုဖြစ်ပေါ်စေနိုင်မှဖြစ်ကြောင်းဒါကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကဲများဆင်းနေမှုမရှိစေရေးကျမ်းမတ်ဖန်ဆီးရန်မိန်ပေးညွှန်ကြားလာခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နထဝီမျိုးနဲ့ဝလူရဲစကန်းကိုစစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွဲမှာစခွေ73အောင်သေဆုံးပြီးဒုတက်ချက်တဦးရှင်မိကတဦးအလင်းဝင်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝလူရဲစခန်းကိုစကူလာတဲ့အကြမ်းဖက်စခေါင်းစီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စခွေ73အောင်သေဆုံးသွားခဲ့ပြီးတော့ဒုတက်ချက်တဦးကိုရှင်မိကတဦးအလင်းဝင်ရောက်ခဲ့တယ်လို့နထိုးကြီးပြည်ပဒက်ဖန်ဖို့စ်မြင်းချမ်းခရိုင်အမှတ်လေးတရင်ကပြောဆိုပါတယ်။ဝလူနယ်မြေရဲစခန်းကိုစကူအဖြစ်ရောက်ရှိလာတဲ့အကြမ်းဖက်စခေါင်းစီရဲ့စစ်တပ်စစ်ကြောင်းကို ဒေါ်လန်ရီတပွဲအများကဂျာပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြအောင်အဲ့ဒီတိုက်ပွဲတွင်ဂျာမန်စကောင်းစီဘက်ကစခွေ73កောင်သေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အလောင်းတလောင်းကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်တိုက်ပွဲတွင်မှာတမ88မှဒုတက်ချက်တဦးကိုလည်းလက်ဝဲဖမ်းဆီးရမိခဲ့ပြီးတော့အဂျာမန်စတက်လက်အောက်ခံရဲတပ်သားတဦးဟာလည်း၎င်းရဲ့လက်နက်များနဲ့တူလင်းဝင်ရောက်ခဲ့ကြအောင်။ဒါပြင်ဂျာမန်စတက်စစ်ကြောင်းမှမတရားပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ဇမုတ်တန်တပ်သားတဲ့2ဦးကိုလည်းဒေါ်လန်တပွဲဝင်များကကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါတိုက်ပွဲတွင်ကျမ်းမဲ့စကောင်းစီတသားများထံမှ MA1 တနက်တလက် MA3 တနက်တလက် G3 G92 တောင်း 5.56G 1500တောင်း M9 ဆက်နှလုံး60မမရှစ်လုံး60မမတောက်တခု RPG ဖူးနှဘူး RPG ပိုးကြီးနှစ်တောင်းမင်းမိုင်းစလေးလုံးလက်ပြပုံ7လုံးဒရုန်းရှုတာတလက်နဲ့ဂျီပေါက်6ပေါက်တို့ကိုတင်ဆက်နိုင်ကြတယ်လို့သိရပါတယ်အဆိုပါတက်ခိုင်းမှုကိုကိုမြင်းဆောင်အညာမြေ operation ဖြင့်မြင်းချမ်းခရိုင်အမှတ်လေးတက်ရင်မြင်းချမ်းခရိုင်အမှတ်တစ်ဆယ်တက်ရင်တဲ့ဒရဝူပါကာဖားတို့ကလုံဆောင်ကြတယ်လို့သိရပါတယ် ဆလဘီထမံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ပခိုးကူမျိုးနဲ့လေယာဂျီဝါမှာအုတ်ချုပ်ရင်မှုမဝင်ခိုးကိုကိုဂျိုးဆွဲချဆုံးစီရင်သွားကပေါင်းတဲ့မှာလဲစစ်သားအလောင်းနဲ့ဒန်ရန်ရာထူးများကိုပြန်လဲပိုးဆောင်တဲ့အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းပခိုးကူမျိုးနဲ့လေယာဂျီဝါမှာအကြမ်းဖက်စခေါင်းစီခန့်အုတ်ချုပ်ရင်မှုမဝင်ဟာမိမိကိုမိမိဂျိုးဆွဲချကဆုံးစီရင်သွားတယ်လို့ပခိုးကူမျိုးနဲ့ခြေဆိုင်ခေါ်ပရာဝမ်ပခိုးကူတပွဲမှာတာဝန်ရှိသူကပြောပါတယ်။ယမန်နေ့ဇွန်လ23ရက်နေ့မနက်ပိုင်းက ပခောကုမြို့နယ်လေယာဂျေးဝါနေအသက်40အရွယ်ခန့်ရှိတဲ့စကောင်းစီခန့်အုပ်ချုပ်ရေးမှူးမဝင်းဟာသူ့ရဲ့နေအိမ်အတွင်းမှာလေဝင်းကိုဂျိုးနဲ့ချီပြီးတော့ဆုံးစီရင်သွားခြင်းဖြစ်ကြောင်းစကောင်းစီကအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားတာဟာကြာမြင့်နေပြီဖြစ်ပြီးပြည်သူလူထုပေါ်မှာမတရားဆက်ကြီးကောက်အနိုင်ကျင့်နှိမ့်ဆက်နေသူဖြစ်တယ်လို့သိရပါတယ်သူကိုစကားစကားခံထားတာကြားပါပြီသူ့ရဲ့နေအိမ်ထဲမှာပဲလေဝင်းကိုဂျိုးနဲ့ချီပြီးတော့ဆုံးစီရင်သွားတာပါသူကမြေယာတွေကိုလည်းအလွဲသုံးစားလုပ်ပြီးရောင်းစားထားတာတွေလည်းမနှဲဘူးလို့သိရတယ် လွန်ခဲ့တဲ့ရက်ပိုင်းကလည်းစကားစကားသူ့ကိုချုံနေရချလိုက်တဲ့တယ်။စမှုထန်ကျဲဆိုရင်လည်းတလားတစ်ခါကောက်ပေးရတယ်။တိန်ကိုချက်တောင်းခွဲကောက်ပေးရတာ။သူ့ရဲ့လုံရက်တွေကိုသူ့တီးလို့ဒီလိုလှုပ်သွားတာနေမှာပါလို့ဂေါ်ဘရာဝမ်ပခုတ်ကူတပွဲမှာတာဝန်ရှိသူတဝူကပြောပါတယ်။လက်ရှိမှာစကောင်းစီကံအုပ်ချုပ်ရေးမှုတွေအနေနဲ့ပခုတ်ကူမျိုးနယ်အခြေစိုက်ဂေါ်ဘရာဝမ်ပခုတ်ကူတပွဲပြင်ပြည်သူ့ကောက်ွယ်ရေးတပွဲများထံဆက်သွယ်ပူးပေါင်းကလင်းဝင်ရောက်ကြရတဲ့စကောင်းစီတပ်သားပြည်စော်တီများအနေနဲ့လင်းဝင်ပူးပေါင်းကြရန်လည်းတိုက်တွန်းထားပါတယ်။ ဒါပြင်ဘကိုးတိုင်းဘောင်းတဲမြို့နယ်ညောင်နေပင်ကျေးဝါနယ်မဟုတ်ခွင်ကျေးဝါကြားမှာအကြမ်းမတ်စစ်သားအလောင်းနဲ့ဒဏ်ရာရသူများကိုပြန်လည်ပိုးဆောင်တဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဒုံနောင်600တဲ့တရင်စစ်တောက်လိုင်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်ထိနာခဲ့တဲ့အကြမ်းမတ်စစ်သားတွေဟာညောင်နေပင်ကျေးဝါကိုပြန်လည်ဆုတ်ခွာခဲ့ပြီးတော့ဘောင်းတဲမြို့နယ်အပိုင်းကြောက်ကြီးတောင်ခေစကန်းကိုတေသွားတဲ့စစ်သားမတအလောင်းများနဲ့ဒဏ်ရာရသူများကိုပြန်လည်ပိုးဆောင်နေစမှာညောင်နေပင်ကျေးဝါနဲ့မှန်ပြင်ကျော်ကျေးဝါကြားမှာ ဗျူဟာ27ကိုကဲမှုအောက်မှာရှိတဲ့3600တက်တရင်တခွဲလေးမှမိုင်းနှကွင်းဆွဲပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဒီတကမှုတွင်ဂျမ်ဘတ်စစ်သားများထိခိုက်သေဆုံးမှုတွေရှိပေမဲ့အရေးအတွက်ကိုတော့ဒီပြုတ်နိုင်ခြင်းမရှိသေးကြောင်းနယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ်တွင်အဂျမ်ဘတ်စခေါင်းစီတပ်သားများထံမှဂျီပေါက်တပေါက်နဲ့5.5စင်ချီ20တောင်းတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အပြေးရဲရန်အစ္စရေးနဲ့အီရန်သဘောတူတယ်လို့ထရန်ပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအစ္စရေးနဲ့အီရန်ကြား လုံလုံလျာလျာအပြစ်ကက်ရစိုင်းရန်သဘောတူညီမှုရရှိတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဇွန်လ23ရက်နေ့မှာကြေညာလိုက်ပါတယ်။ဒါဟာဒီဟီရာမလူတန်းနဲ့ချီထွက်ပြေးတင်းရှောင်ကြရပြီးစစ်တပ်အသင်းနဲ့ဒေသမှာနောက်ထပ်အရှိန်မြင့်တက်မှုအပေါ်ဇိုးရိမ်ပူပန်မှုတို့ကိုဖြစ်ပေါ်စေခဲ့တဲ့စနစ်ရကျစစ်ပွဲကိုဆုံးသက်စေနိုင်ပွဲရှိပါတယ်။ဒီဟီရာဟာနျူကလ িয়ার လက်နက်တစ်ခုထုတ်လုပ်ရရှိရန်နေကနေပြီလို့ပြောရင်အစ္စရေးကအီရန်ရဲ့နျူကလ িয়ার စခန်းနေရာများကိုတိုက်ခိုက်မှုတွေလုံဆောင်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေမှာပေးခဲ့တဲ့သတင်းပတ်ကုန်ကအမေရိကန်ကလည်းပူပေါင်းပါဝင်ခဲ့ပါတယ်။ အရာအလုံးဟာဖြစ်တင်ဖြစ်တိုက်တဲ့အတိုင်းဖြစ်ပေါ်တယ်လို့ယူဆမှုနဲ့တူဇနီးရတာစစ်ပွဲလို့ခေါ်ရမယ်ဒီစစ်ပွဲကိုဆုံးသတ်ဖို့ဂတိခန္ဓာရေးနဲ့အသိဉာဏ်ပညာရှိမှုတို့အတွက်အစ္စရေးနဲ့အီရန်နှစ်နိုင်ငံစလုံးကိုမိမိနေနဲ့ဝမ်းမြောက်စကားဆိုကြပါတယ်လို့ထရန့်ကသူ့ရဲ့ Threat Social Site မှာရေးသားထားပါတယ်အဆိုပါအကြောင်းအရပေါ်လက်ရှိမှာအစ္စရေးထက်မှာတစုံတရာအမှတ်ချက်ထွက်ဆိုခြင်းတော့မရှိသေးပါဘူးဒီဟီရန်နေနဲ့အပြည့်ရရန်သဘောတူထားတယ်လို့အီရန်ရဲ့တာဝန်ရှိသူတဦးကဇော်ပိုင်းမှာတီးပြထားပြင်မယ်လေအစ္စရေးဘက်ကတိုက်ခိုက်မှုကိုမရမချင်း မိမိတို့ဘက်ကလည်းရန်လိုမှုတို့ရစဲမှာမဟုတ်ဘူးလို့အီရန်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။အစ္စရေးအနေနဲ့ဇွန်လ24ရက်နေ့အီရန်စံတော်ချိန်မနက်၄နာရီမတိုင်မီမှာအီရန်ပြည်သူတို့ပေါ်တရားမဝင်ရန်လိုမှုတို့ကိုရတမ်းမှာကအီရန်ဘက်ကလည်းအရင်နောက်ပိုင်းတုံ့ပြန်မှုကိုဆက်လုပ်ဖို့ရည်ရွယ်ချက်မရှိဘူးလို့အီရန်နိုင်ငံခြားရေးဝန်ကြီးကဇွန်လ24ရက်နေ့အစောပိုင်းမှာပြောပါတယ်။အရင်နောက်ပိုင်းအီရန်ပေါ်အစ္စရေးဘက်ကတိုက်ခိုက်မှုသတင်းတွေထွက်ပေါ်ထားခြင်းမရှိပါဘူး။မိမိတို့စစ်တပ်ရဲ့ဆက်စင်ရေးတွေရစဲဖို့အဘိသက်ဆုံးဖြတ်ချက်ကိုနောက်ပိုင်းမှာချမှတ်သွားပါမယ်လို့နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ အရင်နောက်အမေရိကန်သမ္မတထရန့်ဟာအစ္စရေးဝန်ကြီးချုပ်ဗဂျမန်နေတန်ရာဟူကိုဖုန်းခေါ်ပြီးအဲ့ဒီသဘောတူညီချက်တွဲမှာဂျားဝင်ဆောင်ရွက်ခဲ့ကြောင်းနဲ့လက်ရှိမှာအီရန်ဘက်ကနောက်ထပ်တိုက်ခိုက်မှုတွေမလုပ်သေးရအပြေးရရန်အစ္စရေးကသဘောတူညီခဲ့တယ်လို့အင်ဗျူတော်အကြီးတန်းရာရှိတဦးကပြောပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးတီနားဆင်ကြတဲ့သတင်းပသက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြရင်းပြပါသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ